အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ common တော့နေလေးနေဖြစ်ပါစလို့ဒီနေရာကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့ breaking news ပေါ့နော်ဒါကျွန်တော်တို့မင်းညကပေါ့နော်ဒါဂျမနီညကလည်းတက်တယ်ဒါကျွန်တော်လက်ရှိမှာပွဲပြီးသုံးသချက်ပြီးမှာဒါတက်ဆက်ပြီးတာဖြစ်တယ်အဲ့တော့ Manchester United အသင်းနေနဲ့ Lamine Nuria ဒီမှာဒါကျွန်တော်ခေါ်ယူဖို့အတွက်ကစားသမားတယောက်ကိုလက်ရှိမှာအခုချိန်မှာတော့အကျိုးသဘောတူညီမှုမကြခင်ရနိုင်မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့ April လမကုန်ခင်မှာတော့မှဒီကစားသမားကိုခေါ်ယူဖို့အတွက် Manchester United အသင်းနေနဲ့အပိတက်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် ဒီဒီနေ့နဲ့ပတ်သက်ပြီးဒါကျွန်တော်စတင်ပြီးတင်လာခဲ့တာကတော့ news spot ကနေစတင်ပြီးတင်တဲ့အကြောင်းဒါကျွန်တော်ခုနကပြောလို့ပဲ daily mail ကစတင်ပြီးတင်လာတဲ့အကြောင်းပြောတာတီးရရတော်တော်လေးကိုဒါ balance ရဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာဒါကျွန်တော်လက်ရှိ Fabrizio Romano ကိုနိုင်ကနေပြီးတော့ Matthews Corner အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့တရားဝင် confirm လုပ်လာခဲ့တာဖြစ်တယ်အဲ့တော့ Matthews Corner မှာလက်ရှိမှာတည်ကြတဲ့အတိုင်းပဲလာမယ့်နေရာဒီမှာဒီကစားသမားအတွက်ဒါ62.5တန်းနဲ့ဒါပေါင်ပေါ့နော်လာမယ့်နေရာဒီမှာခေါ်ယူလို့ရနိုင်တဲ့စာချုပ်ဖြတ်သိမ်းရှိတယ်ဒီနေ့မှာဒါ Matthews Corner ကိုလက်ရှိမှာဒါကျွန်တော်တည်တဲ့လောက်က Arsenal Tottenham Brown Hotspur တဲ့ဒါကျွန်တော်တို့လက်ရှိ Manchester United ဒီအသင်းတွေကစိတ်ဝင်စားတယ်။တစ်ဖက်က Arsenal နဲ့ United Arsenal Tottenham Hotspur တင်ကစိတ်ဝင်စားတဲ့အဆင့်လောက်ပဲရှိပြီးအသင်းတွေဒါကျွန်တော်ကစားသမားတွေလုံးဝတရားဝင်စားကားပြောခြင်းမရှိဘူး။တစ်ဖက်က Arsenal တင်ကလည်းလက်ရှိမှာ Matthews ခေါ်တာကိုစိတ်ဝင်စားတဲ့အဆင့်ပဲဖြစ်ပြီးတော့ Nico Willian ကိုဒါအဓိကနံပါတ်1ပြင်မထားနိုင်ဖြစ်တယ်။အဲ့တော့ပြောချင်တာကဒါကျွန်တော်လွန်ခဲ့တဲ့ဒါနှစ်ပတ်အေးပေါ့တစ်ပတ်ခွဲ၁၀ရက်လောက်ခရီးကဒါကျွန်တော်တင်ဆက်ပေးခဲ့သူပဲ Manchester United အသင်းတွေနဲ့ဒါ Matthews ခေါ်တာနဲ့တရားဝင်စားကားပြောဖြစ်နေပြီဆိုပြီးကျွန်တော်တင်ဆက်ပေးခဲ့တယ်။အဲ့ဒီအတိုင်းပဲဒါကျွန်တော်ဒီနေရာမှာ Manchester United အသင်း ဲ့ဒီပုတ်ကိုရေးရာသဘောတူညီမှုရရှိဖို့အတွက်အခုလက်ရှိမှာအချိန်ဒီဒီကောင်းပါပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဓိကကတော့လက်ရှိမှာဒါ Manchester United ဘက်ကနေပြီးတော့ Lame ဒါကျွန်တော်တို့အပြောင်းရွှေ့တရားဝင်ဖွင့်တာနဲ့ကိုဒါ Matthews ခွန်နာကိုတရားဝင်ခေါ်ယူပြီးကြောင်းချက်ချင်းဖို့လို့ကြေညာဖို့အတွက်ကြိုးစားသွားမယ်။လက်ရှိမှာဒါ Manchester United နဲ့ Wolves အသင်းနဲ့ကန်သွားတဲ့ပွဲစဉ်မှာလေဒါကျွန်တော် Manchester United ရဲ့လက်ရှိမိပြဖြစ်တဲ့ Ruben Amorim ကဒါကျွန်တော် Matthews ခွန်နာနဲ့ဒါကျွန်တော်တရင်တနည်းနှုတ်ဆက်နေပြီးဒါကျွန်တော်တို့ အဲဘောအတွင်းလဲဝင်သွားတဲ့တန်တန်မှာလဲ Matthews ခွန်လိုက်တာစကားတွေပြောပြီးဝင်သွားတယ်လို့ဒါ speculation ဖြစ်ပြီးနောက်ရက်တရက်အတွင်းမှာတင်ကို Manchester United အသင်းကဒါ Matthews ခွန်ထားတဲ့အခြေအနေကောင်းတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒီမတိုင်ခင်မှာဖတ်မဲ့ရ Matthews ခွန်ထားကဒီနေရာမှာဒါကျွန်တော်တို့သူ့အနေနဲ့ သူ့ရဲ့အိမ်မက်တွေကိုသူ account ထဲပေါ်မှာဖြစ်ကြောင်းကိုသူ့ရဲ့ Instagram မှာသူတင်ထားခဲ့ပြီးတော့ဒါဟုတ်အသိနဲ့တော်တော်လေးကိုပြိတက်တွေကတော်တော်လေးကိုပေါက်ကွဲခဲ့ပြီအဲ့ဒီဘွယ်ဆိုမှတ်မဲ့ရတာကျွန်တော်တော်တော် hospital နဲ့ဘွယ်ဆိုမှာတော့သူ့အနေနဲ့အရန်ကုန်ကနေလာခဲ့ပြီဒါကျွန်တော်တို့အရန်ကုန်မှာတော့ထိုင်ခဲ့ရတဲ့ဘွယ်ဆိုတွေဖြစ်ခဲ့ပြောချင်တာက Matthews corner ကတော်တော်လေးကိုတော့ဒါပုံမလင်းလင်းပြောမှာကျွန်တော်တို့ဟိုနေ့ကအဲ့ဒီနေ့တော့ပြောနေသေးတယ် Matthews corner ကလုံးဝ100%ကြီးစားပဲသူ့အနေနဲ့ဒါကျွန်တော်တို့သူ့အနေနဲ့သူ့ရဲ့အိမ်မက်တွေကိုသူ account ထဲပေါ်ဖို့သွားမယ်ကျွန်တော်လက်ရှိမှာ who the thing ဆိုတာသူ့အတွက်ကဒါကျွန်တော်တို့ခဏတန်သူ့အနေနဲ့ခြေတက်အောင်လုပ်တဲ့စားပဲမမ မေ့ရတာကျွန်တော်တို့ Matthew ခွန်နာကတကယ်တည်း destined to be great ဖြစ်ခဲ့ရမှာ Atletico Madrid မှာ Madrid မှာဒါကျွန်တော်မှတ်မဲ့ရတာဘာလို့ကျွန်တော်တည်တယ်လေဘာလို့ဆိုတော့ကျွန်တော်တို့ဒါ ultimate din ဆိုရင်ဒါ future star တွေဆိုတာရှိတယ် ultimate din နေနေတာမှတ်မဲ့ရတာကျွန်တော်တို့ Atletico Madrid မှာဒီက Matthew ခွန်နာကိုဒါကျွန်တော်တို့ FIFA ဘက်ကနေပြီးတော့တရားကမကြခင် future star တယောက်ဖြစ်လာနိုင်လို့ဆိုပြီးတော့အကောင်ကတတ်မှတ်ထားတယ်ဒါပေမဲ့ Atletico Madrid မှာအစိမ်အလောက်မပြီးတဲ့အချိန်မှတ်မဲ့ရတာကျွန်တော်တို့ Euro 50နေလားမသိဘူးဒါကျွန်တော်တို့ Wolf ကဝယ်သွားတယ်အဲ့ဒီအချိန်မှာဒါကျွန်တော်တို့ မသူရဲ့ခေါနာကအဲ့လောက်ကြီးဟင်မဖြစ်သေးဘဲနဲ့တိုက်စစ်ပိုင်းမှာဒါဝမ်ဟီဂျန်ကအဲ့ချိန်မှာတော်တော်လေးဘုံမင်းဖြစ်နေတယ်။ဒါပေမဲ့သူရဲ့ခေါနာတစ်ဖြည်းနဲ့တစ်ဖြည်းတော်တော်လေးကို strong ဖြစ်လာခဲ့ပြီးသူ့အနေနဲ့တော်တော်လေးကိုတတ်လာခဲ့ပြီးအခုလက်ရှိမှာတော့ဒါဝူဖသင်းရဲ့အဓိကတိုက်စစ်နေရာမှာလုံးဝမဖြစ်မနေအားကိုးရမယ့်ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ဒီနေရာမှာတော့ကျွန်တော်မမဲ့ရပဲဒီဆောင်းရာဒီအပြောင်းရွှေ့မှာကလေးကဒါ Arsenal သင်းကမသူရဲ့ခေါနာကိုခေါ်ယူဖို့တော့တရားဝင်ချိတ်ဆက်ခဲ့သူ Manchester United သင်းကတရားဝင်ခေါ်ယူဖို့တော့ချိတ်ဆက်ခဲ့တော်တန်ဟော့စ်ပါသင်းတော်ပါပါသေးတယ်။ဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်တို့ဒီကစားသမားကစာချုပ်သစ်ချုပ် ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအသင်းကြီးရဲ့စိတ်ဝင်စားမှုကိုစိတ်မဝင်စားဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့အနေနဲ့ပြန်လည်ပြီးခြေပါခဲ့တယ်။ဒါပေမဲ့ Matthews Corner ကအမြဲတမ်းလွတ်လွတ် Manchester United ရဲ့ rumor နဲ့ပတ်သက်ဘယ်တော့မှမငြင်းခဲ့ဘူး။ Matthews Corner နဲ့ဒါသူ့ရဲ့တငယ်ချင်းနဲ့တွေ့ပြီးဆိုတဲ့သူ့အနေနဲ့ဒါ Manchester United ကိုသူကပြောင်းမှဖြစ်ကြောင်းခဏခဏဒါအရင်ကတည်းကပြောတယ်။မမေးရ Who အသင်းရောက်ပြီးဒါ Atletico Madrid ကနေရော Who က Who ကနေရောဒါ Euro 350နဲ့ဝယ်ပြီးလာပိုင်းမဲ့ကြတဲ့အချိန်မှာမမေးရပဲသူ့နဲ့ဗီဒီယိုတစ်ခုထပ်ပေါ်လာခဲ့တယ်ပေါ့နော်။ Matthews Corner ကဒါ United ကိုအနာဂတ်မှာပြောင်းမှလာအပါညာဆိုပြီးဗီဒီယို တစ်ခုထွက်ပေါ်လာခြင်းမှာမမဲ့ရအဲ့တုန်းကဒါကျွန်တော် hoof နီးပြနဲ့ကိုတိုင်ကိုကျွန်တော်ဒါ Matthews ခေါ်နာနဲ့ပြဿနာအကြီးတက်သေးတယ်အဲ့ချိန်မှာ Matthews ခေါ်နာနဲ့ဒါသူပြပြင်ပြောင်းလဲမှာဖြစ်ပြီးပြိသက်တွေကိုသူ့နေနဲ့တောင်းပန်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူပြန်ပြီးကစားခဲ့တယ်လက်ရှိမှာလည်းဒီတိုင်းပဲဒါဟိုနေ့က Instagram post မှာသူ့ရဲ့အနာဂတ်ကိုသူ့အတွက်အကောင်းဆုံးကြိုးစားသွားပါမယ်ဆိုတဲ့ Instagram post တင်ပြီးနောက်ပိုင်းမှာသူ့နေတဲ့ကျွန်တော်ပြိသက်တွေကိုတောင်းပန်ပါတယ်သူက spa ကိုဂူသွင်းသွားမမဲ့ရ spa ကိုဂူသွင်းသွားသူ့နေတဲ့သူပြိသက်တွေကိုတောင်းပန်ပါဆိုလက်အုပ်ချီပြီးပြောခဲ့တယ် ဘလောက်မှမချာသေးတဲ့အချိန်မှာပဲဒါကျွန်တော်တို့ဒါဒါ Manchester United နဲ့ Wolves နဲ့ပွဲစဉ်မှာဒါပေမဲ့ Dubai အမွေတရင်တနည်းစကားပြောခဲ့ပြီးတော့အခြေအနေတွေဒါထုံးဝမ်းတိုင်းအရင်တိုင်းပြန်ဖြစ်သွားပေါ့နော်အဲ့တော့ မက်သျူးစ်ခွန်နာရဲ့အခြေအနေအခုလက်ရှိမှာဘယ်လိုရှိလဲဖာဘီဂျီရိုမာနိုကအတိအကျဘယ်လိုတွေပြောလဲအဲမက်သျူးစ်ခွန်နာအနေနဲ့လက်ရှိမှာဒါကျွန်တော်တို့မှတ်မဲ့ရမန်ချက်စတာယူနိုက်တက်အသင်းကစောင်းရသည့်အပြောင်းရွှေ့လောက်မှာခရက်ကမက်သျူးစ်ခွန်နာကိုမန်ချက်စတာယူနိုက်တက်အေဂျင့်တွေကတရားဝင်စကားစပြောတာခဲ့တယ်လို့ကြားသိရတယ်မှာဒါပေမဲ့ဟူဗတ်သင်းနဲ့မက်သျူးစ်ခွန်နာဒီ6000ဒေါ်လာတော့ရအောင်ထိန်းထားခြင်းတို့ကြောင့်စာချုပ်အသစ်မှာ improve ဖြစ်တဲ့ salary တစ်ခုနဲ့တိုးတက်လာတဲ့ salary တစ်ခုနဲ့တရားဝင်ကမ်းလှမ်းခဲ့တယ်မက်သျူးစ်ခွန်နာဘက်ကလည်းလူလူချင်းလက်ခံခဲ့တယ်မက်သျူးစ်ခွန်နာဘက်ကလူချင်းတဲ့ဥစ္စာကဘာလဲဆိုတော့လာမယ့်နေရာဒီမှာဟူဗတ် င်းကတားလို့မရဘဲနဲ့စာချုပ်ဖြတ်သိမ်းကြီးဆိုတာထည့်ပေးမယ်ဆိုရင်စာချုပ်တက်တန်တူးမယ်ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တယ်။အဲစာချုပ်တက်တန်တူးပြီးနှစ်ပတ်လောက်ကြာမှရင်သူက Manchester United အသင်းကိုပြောင်းကျင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပြီးတော့တကယ်လည်းအခုလက်ရှိမှာ Manchester United အသင်းကိုပြောင်းဖို့အတွက်အခြေအနေတွေကောင်းလာခဲ့ပြီလို့ပြောလို့ရမယ်တယ်မှာပါ။အဲတော့ United အသင်းနဲ့အခုလက်ရှိမှာဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာတကူကဒီ budget ကဘယ်ရရမှာလဲ။ United အသင်းနဲ့အခုလက်ရှိကြားရတဲ့သတင်းတွေအရဆိုတော့ဒီ budget ကို Manchester United ကအရေးကြီးနေပေးဖို့အစီအစဉ်ရှိတယ်။ဒီစာချုပ်ဖြတ်သိမ်းခြင်းကို Manchester United ကအလုံးရင်းပေးမှာ တဲ့ဆိုင်62.5သန်းကိုအလုံးရင်းပေးတာတဲ့ဆိုင်ဇစ်ဂီရဲ့အပြောင်းရွှေ့တုံးကလိုပဲ5သန်းသို့မဟုတ်7သန်းလောက်ပူပြီးမယ်ကြားတဲ့ဒရင်းရမန်ချက်စတာယူနိုက်တက်နဲ့ပေါင်သန်း80ကို3နှစ်အရစ်ကြပေးဖို့အတွက်စီစဉ်သွားမယ်လို့ကြားသိရတယ်မှာပါတယ်ပထမအရစ်ကြကိုတော့ပေါင်သန်း30ပေးသွားပြီးတော့ကျန်တဲ့အရစ်ကြကိုတော့ပေါင်သန်း20နှစ်ခွဲတွေးသွားမယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရဖို့ရှိတယ်ပြောချင်တာကခုနက5သန်းလောက်ပူပြီးမယ်ဒါမှမဟုတ်ခုနက6သန်းလောက်ပူပြီးမယ်ဘာလို့ဆိုအဲကျွန်တော်ထင်တာကအင်္ဂလိပ်လိုပြောမှုမြန်မာလိုပြောမှုဆိုကျွန်တော်ကဘော အတိုးပေးမယ်ပေါ့နော်ခင်ဗျာခုနပြောလို့ပဲခင်ဗျာအဲအရေးကြတဲ့ပွဲတော့ခင်ဗျာတို့အတိုးပေးမယ်ဒါခုနပြောလို့၅လောက်ပို့ပြီးမယ်တာကြီးဖိတ်ရှော့လာအဲခုနပြောလို့ပဲအဲ့တော့ပြောမယ်ဆိုတော့ဟူဘက်ကလည်းဒါကျွန်တော်တို့လက်ရှိအခြေအနေရမသူရဲ့ခွန်နာရဲ့ဂလန်ကဆန်လှုပ်မှုတွေကြောင့်မအသိမှမသုံးရမှတူတော့ပေါင်သက်80လောက်ရမယ်အခြေအနေတခုလက်ခံသွားဖို့ရှိတယ်အဲ့တော့ကစားသမားနဲ့လက်ရှိမှာ Manchester United အသင်းကတော့အဖြေကတော့ရှင်နေဒီလအတွင်းမှာကိုဒါကျွန်တော်တို့ကစားသမားနဲ့ပုတ်ကိုရေးရတာသဘောတူညီမိုင်မယ်ဆိုပြီးတော့ဒါပြည်သက်တွေကဒါကျွန်တော်တို့လက်ရှိမှာ Fabrizio Romano ရဲ့ဒါကျွန်တော် agent တွေကတဆင့်ဒါ တရားလောက်ပေါ့နော်ဒါကျွန်တော် agreement ဖြစ်သွားမယ်ဆိုပြီး Fabrizio Romano ကတင်ဆက်ပေးထားခဲ့တာဖြစ်တယ်အဲ့တော့ တချို့ပြည်သက်တွေကလက်ရှိမှာ Matthews ခုနာကိုဒါကျွန်တော်စိတ်သက်ပိုင်ဆိုင်ရာဘာမှတော့တောင်းသဘောမကျဘူးလက်ရှိမှာဒါကျွန်တော် Wolf အသင်းကနေပြီးတော့ဒါကျွန်တော် Trump ရဲ့ဥစ္စာမှာတော့မှတော်တော်လေးကိုပြောစရာစူစရာဖြစ်လာခဲ့တဲ့အတွက်ကြောင့်မပြည်သက်တွေနေနဲ့ Indian 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 ဖြစ်သွားခဲ့တယ်ဗောနော်အဲလက်ရှိမှာဒါကျွန်တော်တို့ဒါ Manchester United အသင်းရောက်ပြီဆိုရင်အကဲ United အသင်းမှာခြေစွမ်းပြလို့များတကယ်၍ဒါ Real Madrid တို့ဒါကျွန်တော် Barcelona အသင်းတို့ကလည်းခေါ်ခဲ့မယ်ဆိုရင်ဘလို့များဖြစ်မလဲဒီလိုမျိုးပဲထပ်ပြီးတော့အကျိုးလို့အဲ့တော့ United ဘက်ကဒါစာရုပ်ချုပ်မယ်ဆိုရင်တော့ Kola Hala တွေရ United ဘက်ကစာရုပ်ဖြတ်သိမ်းခြင်းလုံးဝထည့်သွင်းတော့မှာမဟုတ်ဘဲနဲ့ကစား ားသမားကိုဒီအသင်းမှာပဲဒါကျွန်တော်တုံးသွားဖို့တယ်အဲ့တော့ဒီကစားသမားကလက်ရှိမှာ Ruben Amorim ရဲ့ favorite ကစားသမားဖြစ်တယ်လို့ကြားသိရတယ်။အဲ့ဒါကဒါ Ineos ရဲ့ sign ဖြစ်မှာမဟုတ်ဘူး။ Ineos ရဲ့ဒါကျွန်တော်ခေါ်ယူမှုပုံစံဖြစ်မှာမဟုတ်ဘဲနဲ့ Ruben Amorim ကြိုက်နှစ်သက်တဲ့သဘောကျတဲ့ကစားသမားခေါ်ယူမှုဖြစ်မယ်လို့လည်းကြားသိရတယ်မှာပါ။အဲ့တော့ လက်ရှိမှာ United အသင်းနဲ့ဒါကျွန်တော်အရင်တော့ကဒါ Jack Eric Ten Hag ကကြားခဲ့ရတဲ့သတင်းတွေရဲ့ပုံစံမျိုးရာဒါ Eric Ten Hag စိတ်ကြက်ကစားသမားတွေပေးဝါတော့မှမဟုတ်ဘူး Ruben Amorim ကို Ineos အုပ်စုနဲ့ထိန်းချုပ်တော့မယ်ဆိုတဲ့သတင်းကလည်းလက်ရှိပုံစံမျိုးရာဆိုတော့ Ruben Amorim စိတ်ကြက်ကစားသမားတွေကို United ဘက်ကပြန်ခေါ်ပေးမယ်ဆိုရင်တော့ဒုံရင်းကဒုံရင်းပြန်များဖြစ်သွားမလားကျွန်တော်တို့ချက်တော့တွေးမိတယ်ဒါပေမဲ့မြည်တော့မယ်ဆိုစင်ကောင် Breaking News Good News အရာ Matthews ခွန်နာရဲ့ဒါပုံကိုကြီးရသဘောတူညီမှုကိုဒီလအတွင်းရဖို့အတွက် Manchester United အသင်းနဲ့မျှော်လင့်နေပြီးရင်တော့လာမယ့်ဒါကျွန်တော်အပြောင်းအရွှေ့ရာသီတရားဝင် ဝင်ဖွင့်တာနဲ့ကို Manchester United အသင်းနေနဲ့စာချုပ်ဖြတ်သိမ်းချေကိုပေးပြီးတော့ဒါကျွန်တော်တက္ကသသမားကိုတရားဝင် ခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ် Manchester United တဲ့တွေနဲ့ဒီနေရာမှာ Matthew Khona ကိုဒါ pre-season မှာအကုန်လုံးကိုတောက်လျှောက်လိုက်စီခြင်းပြီးတော့ Ruben Amorim ကိုဒီကစားသမားအသစ်တွေကိုဒါရာသီး ကြိုခြေစမ်းပွဲစဉ်မှာအပြည့်အဝသုံးစီခြင်းတော့ကြောင့်ကစားသမားတွေစိုးစိုးစီခေါ်ပြီးမယ်လို့လည်းကြားသိရတယ်မှာပါပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4U တို့မှာချင်းလူစံပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖုံမမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မစောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လည်းကလစ်ဖုံမမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတော့ပါနဲ့။ ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းမိနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့အားလုံးမကြည့်တော့ပါရမြန်မြန်လေးကလစ်ဖို့မမိကြပါနဲ့မြန်မြန်ကလစ်မှာမြန်မြန်နံဖြစ်ပါတယ်ကျွန်တော်တော့ကြည့်ပါဦးဒီပေါ်ဗျာ